မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မက်စလာ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာဒီကနေ့မနက်7:46မိနစ်အချိန်မှာငလျင်ထမှန်နှုတ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျွန်တော်တို့တွေကမအိတ်ကြဘူးဗျ။လမ်းမပေါ်မှာပဲဟိုတွဲဒီတွဲလုံးနေတော့ဒီမနက်7:46မိနစ်မှာခပ်ပြင်းပြင်းငလျင်တစ်ချက်လှုပ်သွားပါတယ်။ဒီငလျင်ကိစ္စကတော့ဘယ်တော့မှပြီးမလဲမသိပါဘူးလို့မန္တလေးမြို့ကာဒီဝင်းအနီးမှာနေထိုင်တဲ့ငလျင်ဘေးတဲ့နဲ့ပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။မန္တလေးမြို့ကအများစုကလည်းဒီကနေ့မနက်7:46မိနစ်အချိန်မှာငလျင်ပြင်းထန်စွာနှုတ်ခတ်သွားတာကိုတိတိ သားသားခန်းစားလိုက်ရတယ်လို့လူမှုကွန်ရက်ပေါ်မှာဖော်ပြထားပါတယ်မနေ့ကမက်စလာ30ရက်နေ့မွန်လယ်တနာရီ38မိနစ်အချိန်မှာမန္တလေးမြို့အနီးကိုဗဟိုပြစ်ပြီးတော့ပြင်းအား9ဒသမ1အဆင့်ရှိတဲ့ငလျင်လုတ်ခတ်သွားကြောင်းအမေရိကန်အခြေစိုက်ဘူမိဗေဒငလျင်စောင့်ကြည့်ရေးအဖွဲ့ USGS United States Geological Survey ကသတင်းထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်မှာ PDF များဝင်လာမယ်ဆိုတဲ့လုံခြုံရေးစိုးရိမ်ချက်နဲ့စစ်တပ်ကကယ်ဆယ်ရေးအဖွဲ့များကိုပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းမှာကယ်ဆယ်ရေးလုံမယ်ဆိုပါကသကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သကိုင်းမြို့အခြေစိုက်တပ်မ33တပ်ရင်းတို့ထံကိုခွင့်ပြုချက်ရယူရမှာဖြစ်တယ်လို့သိရပါရယ်။ကယ်ဆယ်ရေးလုံမဲ့သူများရဲ့ကိုရေးရစဝင်၊ကုညီမဲ့ပြည်စည်းအရေးအတွက်ဘယ်လန်းကြောင်းကနေရရှိတဲ့ငွေချေးလဲစစ်တပ်အပါအဝင်အုပ်ချုပ်ရေးအဖွဲ့များနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပါမယ်ဆိုတဲ့ စီကံချက်များကိုလိုက်နာရမှာဖြစ်တယ်လို့သိရပါတယ်။ခွင့်ပြုချက်မရှိရင်ကူခွင့်မရှိပါဘူး။ဘာတွေကူမှလဲ၊ဘသူတွေပါလဲ၊ဘဲကလာလဲစသဖြင့်ပေါ့။လုံချုံရေးစိုးရင်ချက်အတွက်အဓိကလို့ပြောတယ်။လုံချုံရေးအရာစိတ်ချရတဲ့အနေထားမဟုတ်ဘူးလို့လည်းပြောတယ်လို့ကယ်ဆယ်ရေးပရိဟိတအဖွဲ့တစ်ခုကသတင်းပေးဖို့ပြောကြားထားပါတယ်။စစ်တကဆေးရုံနဲ့မြို့နယ်ထွေးဦးရုံးများမှာလုံချုံရေးတွေတိုးမြင့်ချထားတယ်လို့သိရပါတယ်။ဆေးရုံနဲ့မလန်းမကမှာတော့တနက်တကားကနဲ့လုံနေတာ၁၀ရောက်ကနေအယောက်၂၀ချောင်းရှိတယ်ဗျ။ ကန်းထားလမ်းမှာလဲပန်းချံအကျော်မှာအဆောင်တွေချထားပြီးတော့ပိတ်ထားတယ်လို့သကိုင်းမြို့မှာကယ်ဆယ်ရေးရောက်ရှိနေသူက ပြောပြထားပါဗျ။လက်တလုံးမှာသကိုင်းအခြေစိုက်ကူညီကယ်ဆယ်ရေးအဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်လျက်ရှိတော်လဲသကိုင်းတိုင်းတစ်ခုလုံးကိုမလွှမ်းခြုံနိုင်သေးဘူးလို့ပြောပါရယ်။အဆောက်အုံအပြက်စီးများအောက်မှာပိတ်မိနေတဲ့ပြည်သူများအတော့ကယ်ဆယ်ရေးလှုပ်ရန်အချိန်ဟာနှဲပါလာနေပြီဖြစ်တယ်လို့ကယ်ဆယ်ရေးအဖွဲ့များကပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လူပေါင်းထောင်ချီတေဆုံးပျောက်ဆုံးပိတ်မိနေစေဖြစ်တဲ့မြင်းငလီနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကသတင်းတောက်များကသတင်းရယူနိုင်ဖို့အတွက်တောင်းဆိုနေမှုကိုစစ်ကောင်စီဘက်ကမက်စလာ30ရက်နေ့ကညှင်းဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အား9.8%အဆင့်ရှိတဲ့အင်အားပြင်ထန်စွာလှုပ်ခတ်ခဲ့တဲ့ငလီရင်ကြောင်းပျက်စီးဆုံးရှုံးမှုတွေကြီးမားတဲ့ငလီရင်ရဲ့အခြေအနေကိုနိုင်ငံတကာသတင်းဌာနများကမြန်မာနိုင်ငံအတွင်းကိုလာရောက်ပြီးတော့ တရင်ရယူခွင့်တောင်းဆိုနေကြခြင်းဖြစ်ပြီးတော့စစ်ကောင်စီဘက်ကပယ်ချလိုက်တယ်လို့သိရပါတယ်လက်ရှိအခြေအနေအရရေလျက်စက်မီးနဲ့ဟိုတယ်များမရှိတဲ့အတွက်ကြောင့်ဆိုပြီးအကြောင်းပြကနိုင်ငံတကာကတရင်တော်များရဲ့တောင်းဆိုမှုကိုစစ်ကောင်စီဘက်ကပယ်ချလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်သူတို့တွေဘက်ကလာတာနေတာတဲတာခိုတာထိုင်းတာသွားတာလာတာကအစအစ်မပြေနိုင်ပါဘူးဒါလေးကိုတော့အားလုံးသိရှိထားစေလိုပါတယ်လို့မက်စလာ30ရက်နေ့ညပိုင်းက တရင်ဌာနတချို့ကိုပေးပို့တဲ့အတန်ဖိုင်မှာစစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကပြောဆိုလိုက်ပါတယ်စစ်ကောင်စီဘက်ကအခုလိုမျိုးအကြောင်းပြန်တဲ့အပေါ်မှာနိုင်ငံတကာကတရင်တောက်တအုပ်ကစစ်ပွဲတွေဘေးအန္တရာယ်တွေကြားမှာတရင်ရယူပြီးတော့တရင်တင်ဆက်နေကြတဲ့ကျွန်တော်တို့တွေတရင်သမားတွေလို့ စစ်ကောင်စီဘက်ကအကြောင်းပြချက်ပေးတဲ့အပေါ်မှာလုံးဝကိုနားမလည်နိုင်အောင် ဖြစ်မိပါတယ်ကျွန်တော်တို့တောင်းဆိုနေတာကမြန်မာနိုင်ငံကို အပျော်ခရီးအလဲတက်တက်လာတာမဟုတ်ပါဘူးကျွန်တော်တို့သတင်းသမားတွေကဒီလိုအခက်အခဲတွေကိုဂရုမစိုက်ပါဘူးဖြစ်ပြနေတဲ့အမှန်တရားတွေကိုပဲကဘာကိုတင်ပြနိုင်ဖို့အရေးကြီးပါတယ်လို့မှတ်ချက်ပေးထားပါတယ်မြန်မာနိုင်ငံမှာငလျင်ကြီးလောက်ကအပီးနှစ်ရက် 48နာရီအကြာမက်လ30ရက်နေ့မှာတေဆုံးသူလူဦးရေဟာဆက်လက်ပြီးတော့မြင့်တက်လျက်ရှိပြီးမန္တလေးနေပြည်တော်နဲ့ပဲခူးတို့မှာနောက်ဆက်တွဲငလျင်ငယ်များဆက်လက်ပြီးတော့လှုပ်ခတ်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြင်းအား Richter scale 9.9မလီယံကြီးရဲ့ဗဟိုချက်နားမှာရှိပြီးတော့ပျက်စီးမှုကြီးမားခဲ့တဲ့သခိုင်းမျိုးငလျင်ဘေးအတွင်းမှာပြိမိနေသူများကိုကယ်ဆယ်နိုင်ရေးအတွက်မလေးရှားက Smart အဖွဲ့ကစတင်ပြီးတော့လှုပ်ဆောင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားတဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအထူးအဖွဲ့ Smart ဟာမြန်မာနိုင်ငံကို match လ30ရက်နေမှာရောက်ရှိလာပြီးတော့24နာရီအတွင်းသခိုင်းမျိုးကိုရောက်ရှိကာကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်လှုပ်ဆောင်တော့မယ်လို့ကြေညာထားပါတယ်။မလေးရှား အမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ NETMA ကအဖွဲ့ဝင်10ဦးပါဝင်တဲ့ကနအူအကဲဖြတ်အဖွဲ့ဟာလူပြင်နာပံ့ပိုးကူညီမှုနဲ့လုပ်ငန်းခွင်လိုအပ်ချက်အကဲဖြတ်မှုများဆောင်ရွက်ရန်မြန်မာနိုင်ငံမှာရောက်ရှိနေပြီးတော့ match လ30ရက်နေမှာအဖွဲ့ဝင်အယောက်40ပါဝင်တဲ့ဒုတိယအဖွဲ့ရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာမြန်မာငလျင်ဘေးကိုစင်ကာပူတရုတ်အိန္ဒိယမလေးရှားဗီယက်နမ်နဲ့ထိုင်းနိုင်ငံတို့ကကယ်ဆယ်တပ်ဖွဲ့ဝင်များကပူးပေါင်းပါဝင်ပြီးတော့ကူညီကယ်ဆယ်ပေးနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကမက်လ31ရက်နေ့အထိငလျင်ကျောင်းတိုက်ဆုံသူစုစုပေါင်း1900ကျော်ရှိကြောင်းထုတ်ပြန်ပြောဆိုထားတော်လဲအဲ့ဒီပမာဏဟာမြေပြင်မှာဖြစ်ပေါ်နေတဲ့အရေးအတွက်ကပုံမှန်ပြီးတော့များပြားနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောဆိုထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဇော်မဲလုံးကငလျင်ကြောက်တင်ဆုံးသူစုစုပေါင်း1800ကျော်ရှိလာပြီးဒဏ်ရာရရှိသူ3400ကျော်ရှိတယ်လို့ပြောဆိုထားပြီးတော့ပျောက်ဆုံးနေသူ300ကျော်ရှိကြောင်းမင်းကညပိုင်းကသတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ မန္တလေးမှာကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အဖွဲ့တချို့ကတော့မန္တလေးမှာအလောင်းတွေကိုနေတိုင်းလိုလို200နဲ့300ကြားတည်ထုတ်နေရပြီးတော့ဒေသုံသူအရေးအတွက်စရင်ဟာအတိအကျရရှိရန်ခက်ခဲကြောင်းပြောဆိုထားပါတယ်အလောင်းတွေကအနံ့နေတောင်ထွက်နေပါပြီရတာနဲ့တုတ်တန်ကိုတခါတည်းပုတ်တခါတည်းတချိုနေရတာပါဘလို့မှစရင်လည်းမမတ်နိုင်ပါဘူးဒေသုံသူကနေတိုင်းကိုတုတ်တန်မှာရာကနန်းနဲ့အထက်ပါပဲစရင်အတိအကျရဖို့ခက်ပါတယ်ကျွန်တော်တို့အဖွဲ့စရင်အခြားအဖွဲ့စရင်အဲ့ဒီလိုမျိုးအကုန်ပေါင်းမှစရင်အမှန်ထွက်ပါလိမ့်မယ်မန္တလေးအနေနဲ့ဆို ိုရင်ဒီ၃ရက်အတွင်းမှာတချို့ဒါရာအကြီးကနန်းအထိရှိတယ်လို့မန္တလေးမှာကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့အဖွဲ့တစ်ခုကပြောပြထားပါဗျ။သခိုင်းမှာကယ်ဆယ်ရေးလှုပ်ဆောင်နေသူတချို့ကလည်းသခိုင်းမျိုးအတိုင်းတာနဲ့တေဆုံးသူ၁၆၀ကျော်ရှိပြီးတော့အရေးအတွက်ဟာပုံမှန်များပြနိုင်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအလဲပိုင်းကိုဗဟုပြုပြီးတော့ငလျင်လောက်ခတ်မှုအပေါ်စစ်တကအခွင့်ကောင်းယူနိုင်ငံရေးအမျက်မထုတ်စေရေးအတွာအနည်းကစောင့်ကြည့်ရန်နိုင်ငံတကာကို KNU ကတိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူများအထွတ်ပေးအပ်တဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများအပေါ်အကြမ်းဖက်စစ်တကအခွင့်ကောင်းယူပြီးတော့နိုင်ငံရေးအမျက်မထုတ်စေရန်အတွာအနည်းကအကဲဖြတ်စောင့်ကြည့်တဲ့လုပ်ငန်းစဉ်များကိုနိုင်ငံတကာအနေနဲ့ထဲသွင်းထားရန်ကရင်အမျိုးသားအစည်းအရုံး KNU က မတ်လ30ရက်နေ့မှာတိုက်တွန်းလိုက်တယ်လို့သိရပါဗျ။အချက်မဲ့စစ်တပ်က2008ခုနှစ် မြန်မာနိုင်ငံနိုင်ငံမုံတိုင်းကြောင်ပြည်သူများအထွတ်လက်ခံရရှိတဲ့နိုင်ငံတကာကအကူအညီများကို၎င်းတို့ရဲ့အကျိုးစီးပွားအတွက်အသုံးချခဲ့တဲ့တမိုင်းကြောင်ရှိတဲ့အတွက်အခုငလျင်တန်ခံရတဲ့ပြည်သူများအထွတ်ပေးအပ်တဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများအပေါ်အချက်မဲ့စစ်တကနိုင်ငံရေးအမျက်မထုတ်စေရန်အနီးကအကဲဖြတ်စောင့်ကြည့်တဲ့လုပ်ငန်းစဉ်များကိုထည့်သွင်းရန် KNU ကတိုက်တွန်းလိုက်ပါတယ် KNU အနေနဲ့ငလျင်ကြောင်အသက်အိုးအိမ်စီးစိမ်မြောင်များစွာပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူများနဲ့ထပ်တူထပ်မြောက်ခြေကွဲဝမ်းနေရကြောင်းပြောဆိုထားပါ ါတယ်ငလျင်အတွက်အချိန်တို့ကာလအတွင်းမှာကုညီရန်ကမ်းလှမ်းလာတဲ့နိုင်ငံတကာကအစိုးရများအဖွဲ့အစည်းများအပြင်ဒေသခံပြည်ထောင်အဖွဲ့များနဲ့ပြည်သူများရဲ့အကူအညီများကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းလည်းဖော်ပြထားပါတယ်ဒါ့အပြင်ငလျင်ဘေးတဲ့နယ်ပြည်သူများဟာစစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေများအောက်မှာရှိသလိုတော်လိုင်းတပ်ဖွဲ့ဝင်များထိန်းချုပ်ထားတဲ့နယ်မြေများမှာလည်းရှိနေတာကိုသတိမူကငလျင်ဘေးအကူအညီများကိုပေးရမှာ အပြိုင်အကူအညီပေးတဲ့လုပ်ငန်းစဉ်များကိုအခြေခံပြီးတော့မြေပြင်မှာအကူအညီပေးနေတဲ့ဒေသအတိုင်းဝိုင်းများကနေတဆင့်အမှန်တကယ်လိုအပ်နေသူများထံကိုရောက်ရှိနေရေးအတွက်လှုံ့ဆော်ရန် KNU ကနိုင်ငံတကာကိုတိုက်တွန်းထားပါတယ်။အဓိကအချက်ကတော့လူသားချင်းစာနာထောက်ထားမှုမှာအကူအညီတွေကစစ်ကောင်စီအုပ်စုကနေပြီးတော့မိမိတို့ကိုချိုးအတွက်အသုံးမပြုနိုင်ဖို့ဆိုရင်တော့ဒီအကူအညီတွေအားလုံးကိုသူတို့စီကိုတိုက်ရိုက်စီးဝင်တဲ့ဟာမျိုးတော့လုံးဝမလုပ်သင့်ပါဘူး။အထူးသဖြင့်လူသားချင်းစာနာထောက်ထားမှုဖြစ်တဲ့ မြေပြင်မှာအကောင့်ထဲပေါ်နိုင်မဲ့လူတွေရဲ့လက်ထဲကိုတိုက်ရိုက်လှူပေးတာကတော့အသင့်တော်ဆုံးပါပဲဒုတိယအချက်အနေနဲ့ကတော့တကယ်ကိုအကူအညီလိုအပ်နေတဲ့ပြည်သူတွေစီကိုရောက်ဖို့အတွက်ဆိုရင်ပေးလိုက်တဲ့အကူအညီတွေကပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုတိတ်ကိုလိုအပ်ပါတယ်အဲဒါကြောင့်မို့လို့ monitoring mechanism လို့ခေါ်တဲ့အမြဲတမ်းစောင့်ကြည့်လေ့လာရေးရန်တရားတစ်ခုရှိဖို့လိုအပ်ပါတယ်ဆိုလိုတာကဒီအကူအညီတွေကတကယ်ပြည်သူလူထုရဲ့လက်ထဲကိုရောက်လားမရောက်လားစစ်ဆေးတဲ့ရန်တရားပါပြီးခဲ့တဲ့နာခင်းမှာဒါတွေမရှိခဲ့လို့အကုန်လုံးကစစ်ကောင်စီအုပ်စုကသူတို့အချိုးစည်းဝါအတွက်တုံးသွားပြီးတော့ဘလောက်ထိရုံမှရိုင်းဆိုင်ခဲ့လဲဆိုတာအဲ့ဒီရှိသမျှရလာတဲ့အကူအညီတွေအပေါ်မှာသူတို့ကစစ်ကောင်စီအုပ်စုတစ်စိတ်ကိုကတ်ပြီးတော့သူတို့မိသားစုတွေနာမည်ကောင်းရအောင် လုပ်တဲ့ဟာတွေအများကြီးဖြစ်ခဲ့ပါတယ်ပစ္စည်းတွေဘုံဘော်လို့ရောက်ချင်တယ်လို့ရောက်ခဲ့ပါတယ် အရာတွေကတော်တော်လေးကိုစိုးတယ်ဒါကတိုင်းပြည်ရဲ့ပုံရိပ်ကိုအများကြီးထိခိုက်ပါတယ်ဒါကြောင့်အရာတွေလုံးဝမဖြစ်စေဖို့အတွက်နိုင်ငံတကာကစက်မှတ်ဖို့လိုအပ်ပါတယ်အကူအညီတကယ်လိုအပ်တာ မှန်တယ်ဆိုရင်လေဒီအကူအညီက မရောက်တဲ့လူတွေစီကိုရောက်သွားပြီဆိုတာလေဒါကတော်တော်လေးကိုအဆင်မပြေပါဘူးနောက်တစ်ချက်ကဒီအကူကြီးတွေဟာအစိုးရစီကလာတယ်ဆိုပေမဲ့တကယ်တမ်းကျတော့အဲ့ဒီတိုင်းပြည်မှာရှိတဲ့လူလူတွေရဲ့အခွန်နဲ့ပေးထားရတဲ့ငွေတွေပဲဖြစ်တာဆိုတာကိုမမေ့သင့်ဘူးဒါကိုပဲပြောချင်ပါတယ်လို့ KNU ဘောအလုံးအမှုဆောင်ဘရိုစောတော်နီကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးငလျင်တရင်နိုင်ငံရေးတရင်များကိုကျွန်တော်အတန်ဝင်နေတဲ့ဓာတ်တွေကနေပြီးတော့တင်ဆက်ပေးရတာဖြစ်တဲ့အတွက်သီးခံပြီးနားထောင်ပေးတဲ့မိဘပြည်သူများအလုံးကို Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးတဘာဝဘေးရန်တွေကကင်းဝေးပြီးအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ